ဟယ်လိုမင်္ဂလာပါရှင်ကျမ temperament ဆိုတဲ့ဒါဇယိုက်လက္ခဏာတွေပေါ့နော်အဲဇယိုက်လက္ခဏာတွေအကြောင်းကိုဆွေးနွေးနေတာမှာအဲ့ဒီ temperament ရဲ့ဟိုအသေးစိတ်ကလေးတွေပေါ့နော်အသေးစိတ်ကလေးတွေဒီမှာဆွေးနွေးဖို့အတွက်ကျမဆက်လက်ပြီးဆွေးနွေးနေခြင်းဖြစ်ပါတယ် အဲ့ဒီမနေ့တော့ဆိုလို့ရှိရင်ကျမတို့ open mind ပွင့်လင်းတဲ့သူတွေရဲ့အသေးစိတ်လက္ခဏာလေးတွေပေါ့နော် temperament အကြောင်းဆွေးနွေးသွားတယ်အဲ့အားရဲ့ဆန့်ကျင်ဘက်က conservative ခြေရိုးဆွဲလက္ခဏာတွေရှိရပေါ့နော်သူတို့တွေရဲ့အကြောင်းလေးတွေကိုလည်းကျမမနေ့တော့ဆွေးနွေးပေးသွားပါတယ်အဲအဲ့ရတဲ့ပဲနောက်တစ်ခုကကြတော့ကျမတို့ဒီ extrovert ပေါ့နော်ဘူမွင်းပြောသမားတွေပျော်ပျော်ရွှင်ရွှင်နေတတ်တယ်ပေါင်းတဲ့ဆက်ဆံရေးတွေကောင်းတယ်အဲအဲ့ဒီကလူမျိုးပေါ့နော် temperament ရှိရတဲ့သူတွေရဲ့ အဲရဲလက္ခဏာအချို့ပေါ့နော်အနည်းငယ်ကိုလည်းဆွေးနွေးပေးသွားပါရစေသူရဲ့စံကျင်ဘက်ကကြတော့ introvert introvert ကကြတော့သူဟာအဲတတိတသက်နေဆိုင်လူတဲ့သူမျိုးတွေကိုအဲ့လိုမျိုးတတိတသက်နေဆိုင်လူတဲ့သူမျိုးတွေကတော့ဘလို့ချင်းနေလက္ခဏာလေးတွေရှိတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးသွားပါရစေအဲအဲ့ဒီလိုပဲအခုကြံရှိနေတဲ့ temperament တွေပေါ့နော် တံပြီးမဲ့ညာ9အုပ်စုရှိတာကိုကျွန်တော်မနေ့တော့2အုပ်စုရဲ့အကြောင်းကိုပဲဆွေးနွေးလို့ပြီးသွားတယ်ဆွေးနွေးလိုက်တယ်ပေါ့နော်။ကျန်ရှိနေတဲ့3အုပ်စုကိုခဏစနဲ့ဆွေးနွေးဆွေးနွေးပြီးသွားမှာပါ။ကျန်ရှိနေတဲ့အုပ်စု၃စုကကြတော့ကျမတို့ stable တည်ငြိမ် agent နဲ့သူတွေရဲ့ဟဲ့တည်ငြိမ် agent နဲ့သူတွေရဲ့လက်ရဲလက္ခဏာအသေးစိတ်ကလေးရဲ့နောက်တစ်ခုသူ့ရဲ့စန့်ကျင်ဘက်ကကြတော့ update ကြောင်တောင်တောင်နိုင်နေပေါ့နော်အဲသူတို့ရဲ့လက္ခဏာလေးတွေရဲ့ နောက် agreeable သဘောတူလွယ်တယ်သူတို့တွေအပေါင်းနဲ့ဆက်ဆံရေးတွေလည်းကောင်းနေအညီညွတ်စွာလုံဆောင်တတ်တယ်ပေါ့နော်တဲ့ဒီလိုမျိုးလူတွေရဲ့လက္ခဏာလေးတွေကိုလည်းဆွေးနွေးမယ် disagreeable ဆိုပြီးတော့သူတို့ကသဘောတူဖို့ပေါ့လက်ခံမှုကြတော့ခက်ခဲတဲ့သူတွေအကြောင်းလေးတွေရဲ့အဲပြီးတော့နောက်ဆုံးမိကကြတော့ကျမတို့ conscientious ဆိုတဲ့တကယ်ကိုတာဝန်သိရတာဝန်ကြည်တယ်မိတာဝန်ကိုလေးနဲ့ထားပြီးလုံဆောင်တတ်တယ် conscientiousness ဆိုတဲ့ temperament ရှိတဲ့သူတွေရဲ့လက္ခဏာလေးတွေကိုဆွေးနွေးပေးမယ်။နောက်ဆုံးပြီးသူ့ရဲ့စက်ညင်ဘက်ကကြတော့ careless ။ဘယ်အားမှလေးနဲ့မထားဘူး၊ဂယုမထားဘူးဆိုတဲ့သူတွေရဲ့လက္ခလက္ခဏာလေးတွေကိုယနေ့ထပ်မံပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါရဲ့ရှင်။ Steve တည်ငြိမ်တဲ့စိတ်တည်ငြိမ်တဲ့သူတွေပေါ့နော်။စိတ်နဲ့ဘဝအခြေအနေတွေဟာတဲ့။ तू อ่ะ ပြောင်းလဲမဲ့နဲ့မှန်ကန်မှုရှိတယ်။ तू က stable တည်နေတာသူ့ရဲ့စိတ်อ่ะအမြဲဒီချိန်မှာဒီစိတ်ရှိတယ်လို့နောက်တစ်ချိန်ပြောင်းသွားလို့ရှိရင်လည်းပြောင်းလဲမှုမရှိဘူးပေါ့နော်။မှန်ကန်မှုရှိနေတယ်။ imminent ကောင်းပါရဲ့။ဒါတကဒီလိုမျိုးတွေက तू ကစိတ်ကျေနပ်တယ်၊ပြေဝရတယ်လက်ရှိအခြေအနေကိုမတောင်းတပဲကျင့်ကျင့်နဲ့လက်ခံထားရတဲ့ဟိုမိမိရရှိလာတဲ့အခြေအနေကိုထပ်ပြီးတော့ပြောင်းလဲခြင်းတယ်ပေါ့နော်ဟိုဆိုတဲ့စိတ်မျိုးမရှိဘူး तू ဟာဒီအခြေအနေလေးပဲရောင်ရဲရောင်ရဲ ကျင်းနေတဲ့သူမျိုးတွေဖြစ်မှာပေါ့နော် stable သမားတွေကကြတော့သူကအများနဲ့စိတ်ကိုဖြည့်လျှော့ထားတယ်သူမှာစိတ်ဖိစီးမှုကျင်းတယ်တက်တောင့်တက်တာရှိတယ်ကျွတ်တွေ့ဘူးတယ်အဲ့လိုလူမျိုးတွေဦးလေလေ stable ဖြစ်တဲ့သူတွေပေါ့နော်အဲသူဘာတွေပဲကွာဖြစ်နေနေပခံစားချက်ဟိုဟိုတော့ကရရစရာတွေရှိနေနေသူပြီးလို့ရှိရင်အဲ့ဒါလေးကိုတည်တည်ငြိမ်ငြိမ်ပဲပေါ့နော်သူလှုပ်ဆောင်သွားတတ်တယ်အဲ့လိုမျိုးပေါ့နော်စိတ်ခံစားချက်တွေထားမထားမရှိဘူးပေါ့နော်အများနဲ့တက်တောင့်တက်တာရှိနေတယ်ကြတယ် နောက်တစ်ခုကကြတော့ stable သမားတွေကကြတော့အကောင့်မြင်တဲ့စိတ်ရှိတယ်တဲ့။ဒါကြောင့်သူတို့ကပို့ပြီးတော့တည်ငြိမ်ကြတာပေါ့နော်။အနာဂတ်ကိုမျှော်လင့်ချက်နဲ့အပြုသဘောနဲ့ကြည့်တတ်တယ်။အများအား positive thinking သမားတွေပေါ့နော် stable သမားတွေကကြတော့။နောက်တစ်ခုကကြတော့ကိုယ့်ကိုယ်ကိုလက်ခံတတ်တယ်။မိမိရဲ့အရှိတရားကိုမိမိလက်ခံတတ်တယ်။အဲ့ဒါတော်တော်ကောင်းပါလေ။မိမိရဲ့အားနည်းချက်နဲ့အားသာချက်တွေကိုသဘောကြီးစွာလက်ခံထားတယ်။အဲဒီလို stable သမားတွေကပေါ့နော်။သူတို့တွေက နောက်တစ်ခုကကြတော့အေးချမ်းနဲ့တည်ငြိမ်နဲ့စိတ်လှုပ်ရှားမှုကင်းပြီးတော့စိတ်ထားတည်တဲ့နဲ့သမားတွေဖြစ်တယ်တဲ့နောက်တစ်ခုဖိအားမရှိဘူးအရာရာကိုတဘာဝအတိုင်းအလွဲလွဲကူကူလက်ခံတတ်တဲ့သူမျိုးတွေဖြစ်တယ်တဲ့မိမိကိုအားကိုးတတ်တယ်ကို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 လည်းအားကိုးတတ်တဲ့သူတွေဖြစ်တယ်တခြားသူအပေါ်လည်းမိခိုးမှုနည်းတယ်သမီးအပေါ်မှာမိခိုးပြီးတော့အဲလှုပ်ဆောင်ရမှာတွေမကြိုက်ဘူးပေါ့နော်ကိုကိုကိုအားကိုးတတ်တဲ့ကိုပိုင်စွမ်းရည်တွေနဲ့ယက်တည်နိုင်တယ်စတေဘယ်သမားတွေအမတန်ကောင်းတာပါ မိမိကိုတခြားသူဘောကိုမှီခိုမှုမရှိဘူးကိုပိုင်ဆွဲရည်နဲ့ယက်တီနိုင်တဲ့အရေးချင်းတွေရှိတယ်ဆိုတော့ stable သမားတွေရဲ့ဒါ temperament တွေမှာနောက်ကျမ temperament တစ်ခုသွားပါမယ်ဒါကကြတော့ uptight သူကကြတော့စိတ်ပီစီးနေတယ်အရာရာကိုသူကတင်းတင်းမာမာပဲလုပ်တတ်တဲ့သူမျိုးတွေရှိတယ်အလွန်အမင်းစိတ်လိုက်မှန်ပါလုပ်တတ်တဲ့သူတွေရှိတယ် uptight တရားအာဒါလုံးမဲ့ဆိုဝေါနဲ့လုတ်ပြတာတားလို့စီးလို့မရဘူးပေါ့နော် update သမားတွေကကြတော့ ။ဒါကြောင့်လည်းသူတို့တွေမှာကြောက်ကြမှုတွေအများကြီးဖြစ်ပေါ်ရတယ်တဲ့။နောက်တစ်ခုစိတ်ကြွစိတ်ကြမြန်နေစိတ်ကတက်လာပြီးတော့ဝုန်းဆို တက်ကြလာ။ကြပြီဆိုလည်းဒေါဒါဒိုင်းနဲ့ထိုးကြသွားတာပေါ့နော်။စိတ်ပြောင်းလဲမြန်ပြီးတော့စိတ်ခံစားမှုမတည်ငြိမ်တတ်ကြဘူးတဲ့။ဒါက update သမားတွေပေါ့နော်။အဲဒါကမနာလိုဝင်တိုတဲ့စိတ်တွေရှိတယ်တဲ့အခြားသူတွေရဲ့အောင်မြင်မှုကိုမကျေနပ်ပဲသူစိတ်ဆိုးနေတတ်တယ်တဲ့အပ်တိုက်သမားတွေကဒါတကူကအလွဲတကူစိတ်ဆိုးလွယ်တယ်တဲ့ တိမ်မွေးစွာဝေဖန်လို့ရှိရင်လည်းချက်ချင်းဒေါသထွက်တတ်တယ်တဲ့အပ်တိုက်သမားတွေကလေဝေဖန်တာကိုမခံနိုင်ဘူးပေါ့တော့သူချက်ချင်းဒေါသတွေကိုပောက်ကွဲတတ်တယ်ပေါ့နော်အဲအဲ့ဒါလေနောက်တစ်ခုကစိုးရင်ပူပန်တတ်တယ်အနာကအကြောင်းကြိုတင်ပူပန်မှုတွေနောက်ကကိုဘာတွေဖြစ်လာမှအောင်ဆိုပြီးကြိုတင်ပူပန်မှုတွေလုပ်နေတတ်တယ်တဲ့စိတ်သက်ကြလွယ်တယ်တဲ့မျှော်လင့်ချက်ကင်းမဲ့ပြီးတော့ဝမ်းနည်းနေတတ်တယ်တဲ့စိတ်ဆိုးတယ်ဒေါသထွက်တယ်မကျေနပ်မှုတွေကိုပြင်းထန်ဖော်ပြတတ်တယ်တဲ့တင်းမာတဲ့စိတ်ထားတွေရှိတယ်စိတ်ဖိစီးမှုကြောင့်ကိုယ်နဲ့စိတ်မသက်မသာဖြစ်နေတတ်တယ် မိခိုရက်တဲ့အခြားသူများပေါ့သူကစိတ်ချယုံကြည်ပြီးတော့ပေါ့နော်သူကစိတ်ချယုံကြည်မှုတွေနဲ့များပြီးတော့ကိုယ်ပိုင် ဆုံးဖြတ်နိုင်မှုတွေနဲတဲ့ဒါဇဲလက္ခဏာ temperament တွေဟာ in ဒါ update သမားတွေရဲ့ဇဲလက္ခဏာတွေဖြစ်ပါလေရှင် now temperament တခုကိုသွားခွင့်ပြုပါရှင် now temperament တခုကကြတော့ကျမတို့ဒီအကြရ agreeable ပေါ့နော်သဘောထားကြီးတယ်အစဉ်ပြေပြေလဲလျောညီတွေရှိတယ်ပြိပက္ခတွေကိုရှောင်တတ်တဲ့သူတွေ အဲကျင်နာရတဲ့စိတ်ရှိတယ်စိတ်နဲ့စိတ်နဲ့လက်နှစ်ပါအေးချမ်းတယ်စိတ်သားကနွေးနွေးထွေးထွေးရှိတယ်ပေါ့သူနဲ့စကားပြောလိုက်ရင်စိတ်လေးကိုအေးချမ်းသွားတာပဲကျွန်တော်တွေ့ဘူးတယ်အဲ့လိုလူမျိုးရဲ့တကယ်သူနဲ့တွေ့လို့ရှိရင်စိတ်ထဲမှာပူပန်နေတဲ့အကြောင်းအရာတွေကသူနဲ့တွေ့လိုက်ရင်အေးချမ်းသွားစီမယ်အဲ့လိုမျိုးရှိရဲ့ကျင်နာတတ်တယ်ကျေးဇူးတည်တတ်ပြီးတော့စာနာထောက်ထားမှုလည်းရှိတယ်တဲ့အဓိက agreeable သမားတွေရပါတော့ပူပေါင်းဆောင်ရဲတတ်တယ်အဖွဲလိုက်လှူဆောင်ရမှာတအားစာတာဖြစ်တယ်ညီညီညွညွအဖွဲလိုက်လှူဆောင်တတ်တယ်တဲ့ နောက်တစ်ခုကကြတော့ယုံကြည်လွယ်တယ်အခြားသူများကိုလည်းတန်တရာမထားပဲယုံကြည်တတ်တယ်ချစ်ဖွယ်ကောင်းတယ်သူအဲ့လိုဒီက agreeable သမားတွေကသူများတွေနဲ့ယဉ်နီးလွယ်ပြီးတော့တိမ်မွေးတဲ့လက္ခဏာတွေရှိတယ်မိမိရဲ့သူ့ရဲ့စိတ်ထားကိုဖွင့်ထားပြီးတော့အကြောင်းအရာတွေကိုလက်လက်စွာဖလှယ်တယ်ဒီက agreeable သမားတွေကလေနောက်ပြီးတော့ခွင့်လွတ်ပေးတတ်တယ်တပားသူရဲ့မှားလာတဲ့အမားကိုလည်းခွင့်လွတ်ပေးတတ်တယ်အမားတွေကိုခွင့်လွတ်တတ်တဲ့လက္ခဏာလေးတွေရှိတယ် နောက်တစ်ခုကကြတော့အသေးအဖွဲ့အနေနဲ့လုတ်ကင်တက်တဲ့အဖွဲ့အတွက် ကိုကျိုးစွန့်ပြီးတော့ပါဝင်လုံဆောင်တက်တဲ့သူတွေဟာ agreeable သမားတွေဖြစ်ပါလေရှင်။နောက် agreeable ရဲ့ဆန့်ကျင်ဘက်ကကြတော့ disagreeable သဘောမတူမတူတတ်ဘူးအဆင်မပြေဘူးဆက်ဆံအဆင်မပြေဘူးပေါ့နော်သူတို့လို့ရင်ဆက်ဆံလို့စိတ်ရှိတယ်ပြိပက္ခဖန်တီးတတ်တဲ့သူတွေလည်းဖြစ်တယ်တဲ့ဒီက disagree ပဲသမားတွေอ่ะပေါ့เนาะပြိပက္ခဖန်တီးတဲ့သူတွေရဲ့လောက်တာတော့မကောင်းဘူးပေါ့เนาะ သူကအဆက်ဆက်ရှိတယ်တဲ့စိတ်နှလုံးနှွေးထွေးမှုกินပြီးတော့ကျင်နာမှုလည်းနေပါတယ်တဲ့ရိုင်းဆိုင်နဲ့ယဉ်ကျေးမှုกินပြီးတော့စကားပြောဆက်ဆံရမှာထိခိုက်လွယ်တဲ့သူတွေဟာ disagreeable သမားတွေပါနောက်တစ်ခုခေါင်းမာတယ်မိမိရဲ့အမြင်ကိုမပြောင်းလဲပဲနဲ့ဇွတ်တရွတ်လဲလှုပ်တတ်တယ်တဲ့နောက်တစ်ခါဝေဖန်တတ်တယ်အမားအရင်းတွေကိုအာယုံဆောက်ပြီးတော့စိုက်ပြီးတော့သူအမဘယ်သူမှမလုပ်ဆိုတော့ထောက်ပြဖို့သူအာယုံတွေစိုက်နေရလေအဲ့လိုလူမျိုးတွေလည်းရှိပါတယ်ဒါ disagreeable temperament ရှိတဲ့သူတွေပါအချင်း ညားရတယ်ဘလို့စကားများတတ်တာပေါ့နော်။ तू ကအငင်းပွားလို့တဲ့စိတ်ရှိတာကိုစကားများရမယ်ဆို तू ထိတ်ဆုံးကစကားများတဲ့သူမျိုးတွေပေါ့နော်။ဆက်ဆက်ရေးမှာဝေးကွာတယ်။ဒီမှုဆက်ဆက်ရေးမှာတီးတတ်နေလို့ရင်းနှီးမှုတွေကင်းမဲ့တယ်။ကင်းတယ်ပေါ့နော်။တန်တရားဝင်တတ်တဲ့တရားသူတွေပေါ်မှာအခြားသူတွေကိုယုံကြည်မှုနဲ့ပြီးတော့စိတ်မချတတ်ကြဘူး။အန်ဒါဖြစ်စေတဲ့လုပ်တွေကိုလှုပ်ဆောင်တယ်လုပ်ငန်းလှုပ်ဆောင်ရတဲ့အခါမှာလည်းအဲနောက်နောက်နေအောင်လှုပ်တတ်တဲ့သဘောထားလေးတွေရှိတာပေါ့ disagreeable သမားတွေက အဲကျမဒါလောက်ဆိုရင်တော့ဒါဘလို့ဘလို့ temperament နေရှိရဲဆိုတာကိုချိန်တိုးလို့ရမှာပါနောက် temperament တစ်ခုအကြောင်းကိုသွားခွင့်ပြုပါနောက် temperament တစ်ခုကကြတော့ကျမတို့ conscious shark ဆိုတဲ့သူကကြတော့တိတိချာချာတာဝန်ကိုဂရုစိုက်ပြီးစနစ်တကျလှုပ်ဆောင်တတ်တဲ့သူတွေပါသူဟာစနစ်တကျလှုပ်တဲ့အလုပ်ကိုစူးစီးမှုရှိပြီးတော့စီမံတတ်တဲ့သူတွေပေါ့နော် စီမံသမားတွေဟာဒီလိုမျိုးဇဲလက္ခဏာတွေရှိတယ်ထီရောက်တဲ့အချိန်နဲ့အရင်မြစ်ကိုအကောင်းဆုံးသုံးချတယ်အချိန်နဲ့တပြိုင်နက်တည်းသူလှုပ်လှုပ်တတ်တယ် conscient check ဆိုတဲ့တမားတွေอ่ะပေါ့เนาะနောက်တစ်ခုကကြတော့ तू อ่ะနီးလန်းကြတယ်အစင်းစင်လုံတုံးလုံနီးကိုစနစ်တကျလုတ်ကင်တတ်တယ်ဒါကျွန်တော်တို့အုတ်ချုပ်ရေးနယ်ပယ်မှာလုံနေတဲ့သူတွေอ่ะဒီဇယ်လက္ခဏာတွေရှိနေမှာပါရှိနေမှာလဲအစင်ပြေမှာပေါ့เนาะနောက်တစ်ခုတာဝန်တည်တယ်မိမိရဲ့ပြထန်းတာဝန်တွေကိုလေးစားလိုက်တာတတ်တယ်တဲ့နောက်ပြီးတော့ဆွဲမြဲတယ်လှုပ်လို့ရဆွဲဆွဲမြဲမြဲလှုပ်ကင်တတ်တယ်အခက်အခဲကိုလည်းဆွဲရှိရှိရင်ဆိုင်တတ်တယ်တဲ့ဘာမှလက်လျှော့ရလို့မရှိဘူးတဲ့ဒီက conscience check ဆိုတဲ့ temperament ရှိတဲ့သူတွေကပေါ့နော်နောက်ပြီးတော့သူ့ကိုယုံကြည်စိတ်ချရတဲ့သူတွေဖြစ်တယ်တာဝန်ပေးထားလို့ရှိရင်အဲ့တာဝန်ကိုမပြတ်မကွက်လုပ်ဆောင်နိုင်တဲ့သူတွေလည်းဖြစ်တယ်အလုပ်ကိုကြိုးကြိုးစားစားလုပ်တယ်အလုပ်ကိုအားတဲ့တရစိတ်ရင်းနဲ့လုပ်ကင်တတ်တဲ့သူတွေလည်းဖြစ်တယ်တာဝန်ကိုယူတတ်တယ်ကိုကြိုးစွန့်နှက်ပြီးတော့တာဝန်ကိုရဲရဲစွာထမ်းဆောင်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်တဲ့ဒါကြတော့ conscience check ဆိုတဲ့ကတပိမဲ့သမားရဲ့အကြောင်းကိုဆွေးနွေးပြတာပါသူ့ရဲ့စက်ညင်ဘက်က care lex ခယူမဆိုင်ဘူးသတိလက်လွတ်လုတ်တက်တယ်ကဲရလဲစမားရီယာနောက်ပြီးတော့အဲ့လိုမျိုးသတိလက်လွတ်ပြုတ်မှုတက်တယ်လုတ်တယ်ကိုလုတ်လို့ရှိမှအာယုံထားပြီးတော့မလုတ်တက်ဘူးတဲ့စနစ်မကြဘူးလုတ်လို့လို့ရှိရင်အလုတ်ကိုမစီမံနိုင်မနဲ့အများအားရှုပ်ထွေးနေတဲ့သူတွေဖြစ်တယ်တဲ့ဒါကတော့ကဲရလဲစမားရီပါဖီယိုဘေးရဖြစ်တတ်တယ်အသေးစိတ်ကိုဂယူမဆိုင်ပဲနဲ့ပေါ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 ့တန်တန်လုတ်တက်ပါတယ်တဲ့နောက်တစ်ခုကကြတော့ထိရောက်မှုမရှိဘူးအချိန်နေ မိမိရဲ့ထုတ်လိုက်ရတဲ့အားတွေငွေတွေကိုအကျိုးရှိစွာအသုံးမချနိုင်ဘူးတဲ့ကရလက်စမားတွေ။နောက်တတိလက်လွတ်ပြုတ်မှုတွေအနေကိုမတွေးဘဲနဲ့စွန့်စားတတ်တဲ့သူတွေဖြစ်တယ်။ရင့်ကျက်မှုမရှိဘူးစိတ်နဲ့အပြုတ်မှုတွေအများရန်ကလေးဆန်နေတတ်တယ်။နောက်တစ်ခါစိတ်မချရဘူးဒီကကရလက်စမားတွေကတာဝန်ပေးထားတယ်ကိုမှန်မှန်ကန်ကန်မလုပ်ဆောင်တတ်ဘူးတဲ့။နောက်တစ်ခါစိမဲ့ကမ်းမဲ့လုတ်တတ်တယ်စီကဲလမ်းညွန်ချက်တွေကို လိုက်နာမှုအားနေတယ်တဲ့။တာဝန်မယူတတ်ဘူးမိမိရဲ့ ဒီပေါ့နော်မိမိတာဝန်မယူရဘူးဆိုတော့မိမိရဲ့အလုပ်နဲ့ပေါ့နော်ဒါမိမိရဲ့အပြုမှုတဲ့တာဝန်ယူမှုကင်းမဲ့တတ်တယ်တဲ့မိမိကဒီလိုလုပ်လိုက်လို့တခုပျက်စီးသွားတာပဲဖြစ်ပြောဒါလေးကိုပြန်ပြီးတော့ဟိုဆောင်ရွက်ပေးရမယ်ဆိုတာလေးကို तू အဲ့လိုမျိုးစိတ်ထဲမှာမရှိတတ်ဘူးကဲရလက်စမားတွေကကြပေါ့နော်ကဲဒါဆိုလို့ရှိရင်ချိန်ထိုးလို့ရသွားမှာပါနောက်တစ်ခုအကြောင်းကိုကျွန်မဆက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်နောက်အဲဒါဆိုတော့ကျွန်မ၅ခုပြည့်သွားပြီပေါ့နော်ဆွေးနွေးရတာတကယ်ကိုစိတ်ဝင်စားစရာကောင်းတော့ဆက်ပြီးဆွေးနွေးခြင်းနေသေးတဲ့ပုံပေါ်တယ် ဆက်လက်ဆွေးနွေးပေးသွားမှာပါအချိန်တိုင်းတာရတာကျမကဒီလောက်ကလေးပဲဆွေးနွေးနိုင်တာပါအဲ့တော့ဒီလောက်ဆွေးနွေးရင်ကိုပဲအဓိကကျမတို့ temperament ၅ခုရဲ့အုပ်စုရင်၅ခုရဲ့အဲ့အနေငယ်အသေးစိတ်ကလေးတွေကိုကျမတို့ဒီကြည့်ရှုနေသူတွေကနေပြီးတော့မိမိရဲ့ temperament ကတော့ဘယ်ထဲမှာရှိတော့မိမိရဲ့ကလေးတွေမိမိတည်ယူပေးတင်ပေးနေရတဲ့အတိကြားပေးနေရတဲ့ကလေးတွေကဘယ်စရိတ်လက္ခဏာတွေမှာရှိတော့ဆိုတာကိုအာချိန်တိုးသုံးသက် တို့ရလိမ့်မယ်လို့ကျမအနေနဲ့မျှော်လင့်ပါတယ်။နောက်နေ့တွေမှာလည်းပဲကျမဒီကပေါ့နော်။ဒီကျမတို့ဒီ behavior ရဲ့အကြောင်းကိုလေ့လာဖို့အတွက် personality ဆိုတဲ့အကြောင်းကိုဒီကိုကြီးကိုသေးတွေကိုလေ့သိရှိတာဖို့လိုတယ်။ဒီကိုကြီးကိုသေးတွေနဲ့ဆက်ဆက်နေတယ်ကျမကနေဆွေးနွေးသွားတဲ့ပင်ကိုယ်စရိုက်လက္ခဏာတွေပါ။နောက်နေ့တွေမှာကျန်ရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်လည်းအဲကနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။